သင်္ခန္ဓာကိုယ်ကို စွမ်းအားဖြည့်ပေးမယ်အာဟာရ၆မျိုးကျွန်တော်ရဲ့နေ့စဉ်ခွန်အားကျန်းမာရေးနဲ့ကြံ့ခိုင်မှုအလုံးဟာဗဇက်ကနေခန္ဓာကိုယ်ရဲ့ကို ဝင်ရောက်သွားတဲ့အစာတက်လို့ရှင်းစီမှာမိခိုးနေပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကိုစက်ယုံကြီးတစ်ခုလို့မြင်ကြည့်မယ်ဆိုရင်အဲ့ဒီစက်ယုံကြီးချောချောမွေ့မွေ့လဲပတ်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့စွမ်းရင်အရင်းမြစ်ကြီး၆မျိုးရှိပါတယ် ရည်ချက်တွေဟာတမျိုးတည်းနဲ့အလုံးလုံးတာမျိုးမဟုတ်ပဲပူးပေါင်းပြီးအလုံးလုံးမှသာကျွန်တော်တို့ရဲ့ခုခံအစနစ်ကိုတန်ကြက်ကဝတ်စုံလို့ခိုင်မာနေစီမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ခန္ဓာကိုယ်ကိုစွမ်းအားဖြည့်ပေးမယ်အာဟာရ၆မျိုးနဲ့ပတ်သက်ပြီးပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးပါဦးခင်ဗျာ။ကျွန်တော်တို့ခန္ဓာကိုယ်ကို စွမ်းအားဖြည့်ပေးမယ်ပထမဆုံးနဲ့အဓိကအကျဆုံးကတော့ ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ဂစီချက်ပဲဖြစ်ပါတယ်။ဂစီချက်ဟာခန္ဓာကိုယ်ရဲ့အကြီးကစွမ်းရင်အရင်းမြစ်ကြီးဖြစ်ပါတယ်။ဆန်၊ဂျုံ၊အာလူး၊ကစွန်းဥ၊ပေါင်မုတ်စတဲ့အစားအစာကနေရရှိတဲ့ဂစီချက်ဟာဆက်ယုံတယုံအတွက်မီးထိုးပေးတဲ့လောင်စာလိုပါပဲ။ဒီစွမ်းအင်တွေဟာနေ့စဉ်လှုပ်ရှားသွားလာမှုအတွက်တာမကအုံနှောင်းနဲ့ကြက်သားတွေလှုပ်ဆောင်မှုတွေကိုပါထောက်ပံ့ပေးပါတယ်။ ကစီချက်လုံလုံလောက်လောက်မရတဲ့အခါအာရင်ကုန်ခန်းပြီးတော့မောပန်းနှဲနေတာအာယုံစူးစိုက်မှုနေတာစတဲ့လက္ခဏာတွေခံစားရတတ်ပါတယ်ဒုတိယအရေးပါတဲ့တက်ကတော့ပရိုတိန်းလို့ခေါ်တဲ့အသားဓာတ်ဖြစ်ပါတယ်အသားဓာတ်ကိုကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အုတ်မြစ်လို့တင်စားနိုင်ပါတယ်ခန္ဓာကိုယ်ရဲ့ဆဲအစ်တွေတည်ဆောက်ဖို့ပျက်စီးနေတဲ့ tissue တွေကိုပြန်လည်ပြုပြင်ဖို့ယောဂါတွေကိုတိုက်ထုတ်ပေးမဲ့ antibody တွေထုတ်လုပ်ဖို့အတွက်အသားဓာတ်ကမရှိမဖြစ်လိုအပ်ပါတယ်အသားငါနွားတို့ပဲမျိုးမျိုးနဲ့ဥအမျိုးမျိုးကနေရရှိရဲ့ဒီဓာတ်ချိုးတဲ့ခဲ့မယ်ဆိုရင်ကြွက်သားတွေအားနည်းလာပြီးတော့ကိုယ်ခန္ဓာစနစ်ကပါကျဆင်းလာပါတယ်ခန္ဓာကိုယ်အတွက်တတိယအရေးပါတဲ့ဓာတ်ကတော့ fat လို့ခေါ်တဲ့အဆီဓာတ်ဖြစ်ပါတယ်အဆီလို့ပြောလိုက်ရင်ဝိတ်တက်မှာကိုပဲစိုးရင်ကြပေမဲ့ ကျမ်းမာရေးနဲ့ညီညွတ်တဲ့အဆီဒက်တွေဟာဆဲနေရံတွေကိုကာကွယ်ပေးပါတယ်။တချို့ဗီတာမင်တွေဖြစ်တဲ့ဗီတာမင် A, ဗီတာမင် D, ဗီတာမင် E, ဗီတာမင် K စတဲ့ဗီတာမင်တွေကိုခန္ဓာကိုယ်ကနေစုပ်ယူနိုင်အောင်ဥညီပေးပြီးတော့ခန္ဓာကိုယ်ရဲ့အမှုချိန်ကိုထိန်းညှိပေးပါတယ်။ဆယ်မွန်ကငါးကြီးစီ၊တန်လွင်စီနဲ့အဆစ်အဆန်တွေကရတဲ့ကောင်းတဲ့အစီတွေဟာ အုံနောက်ကျမ်းမာရေးအတွက်အလွန်အရေးပါပါတယ်။ခန္ဓာကိုယ်အတွက်စတုဒ္ဒနဲ့ပြည်စမနေရာမှာအရေးပါတဲ့ဓာတ်တွေကတော့ဗီတာမင်နဲ့မင်နရယ်လို့ခေါ်တဲ့သတ္တုဓာတ်တွေဖြစ်ပါတယ်။ဒီဓာတ်နှစ်မျိုးကခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုအချိန်မြင့်ပေးတဲ့ဓာတ်ကုပစ္စည်းများဖြစ်ကြပါတယ်။ဗီတာမင် C လို့ဓာတ်တွေက ခုခံအားကိုတိဆောက်ပေးပြီးတော့အိုင်းယွန်းလို့ခေါ်တဲ့တာဓာတ်တွေက သွေးနှူဥတွေထုတ်လို့ဖို့အတွက်ကူညီပေးပါတယ်။ကယ်ဆီယမ်ဓာတ်ကတော့အယိုးအဆစ်တာမမှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ကြည်ဓာတ်တွေကို နေ့စဉ်စားသုံးနေတဲ့အသည့်အရွက်နဲ့မျိုးစုံသောအစားအစာတွေကနေ ရရှိနိုင်ပါတယ်။ကြည်ဓာတ်တွေခန္ဓာကိုယ်ထဲမှာရှို့တဲ့ခဲ့မယ်ဆိုရင်တော့ဖျားနာတာတဖုံးသွေးယူတာနဲ့အားနည်းတဲ့ယောဂလက္ခဏာတွေပေါ်ပေါက်လာတတ်ပါတယ်။ ။နောက်ဆုံးနဲ့အဓိကအကြဆုံးစွန့်ရင်အရင်မြစ်ကတော့ရေတပ်ပဲဖြစ်ပါလေ။ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့80ရာခိုင်နှုန်းနီးပါးကို ရေတပ်နဲ့ဖွဲ့စည်းထားပြီးတော့အာဟာရဓာတ်တွေကိုတည်ဖို့ပေးဖို့အပူချိန်ကိုထိန်းကြီးဖို့နဲ့ခန္ဓာကိုယ်ရဲ့အစိမ်းအကြောက်တွေကိုဖယ်ရှားပြဖို့အတွက် မရှိမဖြစ်လိုအပ်ပါလေ။ရေတပ်ရှုတဲ့ခြင်းဟာ အစာရှည်စနစ်ကိုပြည့်ရွံ့စေပြီးတော့ ်သင်မှန်းလွမ်းနည်မှုကိုအလွယ်တကူဖြစ်ပေါ်စေပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ဒီအာဟာရ၆မျိုးစလုံးကိုညံ့ညတ်တတ်တာနဲ့နေ့စဉ်ရရှိအောင်စားသုံးပေးဖို့လိုပါတယ်။အစာအစာမျိုးကိုဗိုက်ပြည့်ရုံအရသာရှိရုံစားနေတာမျိုးမဟုတ်ဘဲကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာလိုအပ်နေတဲ့ဆဲတိုင်းကိုမှန်ကန်တဲ့လောင်စာနဲ့အားဖြည့်ပေးနိုင်အောင်စားသုံးပေးနိုင်ဖို့ကအရေးကြီးဆုံးဖြစ်ပါတယ် ကျမ်းမာပြီးစွန့်ရင်ပြေဝတဲ့ဘဝတစ်ခုကိုပန်းဆိုင်နိုင်ဖို့အတွက်ဒီအဟာရတဲ့၆မျိုးရဲ့အရေးပါပုံကိုနားလည်ပြီးမိမိရဲ့နေ့စဉ်စားသောက်မှုပုံစံကိုတတိထားကပြန်လည်စမ်းစစ်ဖို့အကြံပြုတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ဒါကတော့ခန္ဓာကိုယ်ကိုစွမ်းအားဖြည့်ပေးနိုင်တဲ့အဟာရ၆မျိုးနဲ့ပတ်သက်ပြီးကျွန်တော်ကပြောပြပေးသွားတာပဲဖြစ်ပါတယ်။ဒီကြောင့်အရင်နဲ့ပတ်သက်ပြီးတည်ကျင်တဲ့အချက်တွေရှိသေးတယ်ဆိုလို့ရှိရင်လည်း ကွန်မန့်မှာမေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ